ြေပြင်အခြေအနေရဲ့တကယ်အကျော်တွေအချက်တွေကိုကင်ပြီးတော့သိချလေးလာထားရင်တော့မိကိုအများကြီးရှိတယ်ပရမနဘတ်တော်လိုင်းရတကွဲတပြားစစ်ကောက်စီကအလက်ပိုင်းမှာကာဆတ်ထ၅ရူပါလို့နဲ့ခန့်စစ်ပြင့်တယ်ဒီချိန်နေမှာဘလို့နိုင်ယူမလဲညီညော်ရေးကိုတပ်ပေါင်းစုဘဟုချုပ်ကိုင်မှုတစ်ခုတည်း central light and comment ဆိုပြီးတော့ပြည်နဲ့အမြင်နဲ့တိုင်းတာနေတာပဲစစ်ကောက်စီရဲ့ consolidated hallet ဆိုတာ view ဟာခင်းကျင်းတဲ့သူကအလက်ပိုင်းမှာခံစစ်ပြင်းတယ်တနိုင်ငံလုံးကငါမအုပ်ချုပ်နိုင်တော့ဘူးဆိုတဲ့ဝန်ခံလိုက်တာနဲ့တူတူပါပဲသူတို့ကနိုင်ငံကိုအုပ်ချုပ်ဖို့ထက်သူတို့စီးပွားရေးအသက်သွေးကြော အာဏာဗဟိုချက်ကိုမြို့ကြီးပြကြီးတွေကိုကာကွယ်ဖို့ကြိုးစားတဲ့နီးဒီတော့အဲ့ဒါကိုအောင်ပွဲခံနိုင်တဲ့အင်အားစုရဲ့ view ဟာလည်းမဟုတ်ဘူး ပြိုလဲနေတာကိုတစ်ဖက်ကဝန်ခံလိုက်တဲ့ဗျူဟာဖြစ်နေတယ်။ဒီလိုရန်သူကိုရင်ဆိုင်ဖို့တော်လိုင်းရေးမှာတစုတစည်းတဲ့ဖြစ်ရမယ်ဆိုတဲ့တပ်ပေါင်းစုကြီးတစ်ခုတပ်မတော်ကြီးတစ်ခုလိုအပ်လားမလိုအပ်ဘူးလား။ကျွန်တော်ပြောတာအနာဂတ်နဲ့မဆိုင်ဘူးလက်ရှိခင်းချင်းမှာလိုအပ်တာကလက်ရှိမှာရီမန်းချက်ချင်းတူနေတဲ့မဟာဗျူဟာမြောက်ညှိနှိုင်းမှုတစ်ခုလိုတယ်။ strategic alignment ဖြစ်နေရမယ်။ နေရအနောက်မှာရှိနေတဲ့တော်လိုင်းရဲ့အဖွဲတွေဟာစစ်ကောက်စီရဲ့စီးပွားရေးထောက်ပံ့ရေးအုပ်ချုပ်ရေးလမ်းကြောင်းတွေကိုတပြိုင်တည်းဖြစ်အောင်ဖျက်တောက်တိုက်ခိုက်နိုင်တာဟာဘဟုချုပ်ကိုက်မှုမရှိတဲ့အလွန်ကိုထိရောက်တဲ့နိနာတစ်ခုပဲမြပြလာတဲ့ဖျက်တောက်မှုတွေကနေသေစေနိုင်တဲ့ view ဟာထပ်ပြီးကြည့်အောင်စစ်ကောက်စီကဘဟုချုပ်ကိုက်မှုနဲ့တွားနေတဲ့ပုတ်တိုးနေတဲ့တစ်ပင် OG တစ်ခုလို့ပြောရမှာဆိုရင်အကန့်ခက်အလုပ်ကိုတပြိုင်တည်းလိုက်ခုတ်နေဖို့မလိုဘူး သူ့ကိုအသက်ဆက်ပေးနေတဲ့အမြင့်တွေကို နေရအနှံ့ကနေတပြိုင်တည်းဖြတ်ဖို့ပဲလိုတယ်။ဒါပေမဲ့တချို့ကတော့ပြောတိုင်းတော့ဗောဗျာ။ဘဟုတ်ချောက်ကైမှုမရှိရင်စီလုံးမှုမရှိဘူးเนาะအရွေးတစ်ခုမဖြစ်နိုင်ဘူးအချင်းချင်းပြန်တိုက်ခိုက်ကြလိမ့်မယ်လို့ဖြစ်နိုင်တယ်လို့ပြောကြမှာပဲကျွန်တော်လည်းစဉ်းစားဖူးတာပဲ။ဒါပေမဲ့ယုံကြည်မှုမပါဘဲနဲ့အာမခံချက်မရှိတဲ့အတူရောင်ညညရေးတစ်ခုကိုအတင်းအကျပ်တိဆောက်လို့ရပါမလား။ ရလိုက်ရောပြိုကွဲခြင်းကပို့ပြီးတော့မဖြစ်နိုင်ဘူးလားလက်ရှိမှာဘုံရန်သူဆိုတဲ့ကော့တစ်ခုနဲ့အကောင်းဆုံးစီလုံးမှုတစ်ခုဟာတူးလို့လို့ပေးထားပြီးသားအခြေအနေအခင်းချင်းတစ်ခုအဲ့ဒါကိုအရင်အတော့ချဖို့လိုတယ်လို့တင်ပြခြင်းပါတယ်နံပါတ်1မေကွန်အနေနဲ့ AA UWSA တို့လိုမျိုး ARG အဖွဲ့တွေရဲ့ကိုပိုင်အုပ်ချုပ်ရေးကကိုပိုင်ပြည်နယ်ကိုပိုင်နိုင်ငံစတဲ့အတွေးတွေဟာဖက်ဒရယ်ကို မွေးဖွားပေးနိုင်ပါမလားဒါမှမဟုတ်ဖက်ဒရယ်ဆိုတာကိုတတ်ပြစ်လိုက်သလိုဖြစ်သွားမလားဆိုတဲ့အတွေးအမြင်အမေးတွေရှိတယ်။သူတို့ဘလို့ဖက်ဒရယ်ဘောင်ထဲမှာထည့်မလဲဆိုတာဟာမျိုးပေါ့။တေချာစဉ်းစားပါအုပ်ပြ။ကျွန်တော်တို့ခင်ဗျားတို့တွေကအချုပ်ချအာဏာကိုတခုတည်းထားရမယ်လို့အတမှတ်ထားတာလား။မခွဲဝေနိုင်တဲ့အရာလို့0စံကိန်းနော်အလုံးဟာတခုတည်းအောက်မှာပဲရှိရမယ်ဆိုတဲ့ပြည်ထောင်စုသဘောလား။ တယောက်ကဒါကိုရလိုက်ရင်နောက်တယောက်ကရှုံးကိုရှုံးရမယ်လို့ထင်နေတဲ့အခြေအနေနဲ့သွားတူနေသလားလို့သိချပြန်ကြည့်ပါတမိုင်းမှာပြန်ကြည့်ဒီဖွဲ့စည်းတွေအထောက်အကူ48ကတည်းကတိုင်းရင်းသားတွေဟာဗမာအများစုအိုးဆောင်တဲ့ဘဟုအစိုးရနဲ့အချောက်ချအာဏာကိုဘယ်တော့မှအပြည့်ဝလက်ခံခဲ့တာမဟုတ်ပါဘူးဆိုတော့ကျွန်တော်တို့ခင်ဗျားတို့ရရှိပြီးသားပြည်ထောင်စုတစ်ခုကိုဖျက်ဆီးနေတာမဟုတ်ဘူးဆိုတာကိုအဲ့တမိုင်းကပြနေတာပဲ ဖျက်ဆီးခြင်းနဲ့ဆိုရင်ဒီတက်ဖို့လုံလို့ရတယ်တကယ်တမ်းဘယ်ဒုက္ခမှမတိဆောက်ဖြစ်ခဲ့တဲ့သဘောတူညီမှုအပေါ်မှာအခြေခံရမဲ့ပြည်ထောင်စုတစ်ခုကို အခုမှအစပြီးတိဆောက်နေတာဖြစ်တယ်လက်တွေ့ကြကြပြောရမယ်ဆိုရင်ဒီဒီအာဂန္ဓာကနေကြည့်မယ်ပေါ့ဗျာအခြေတိုင်လက်နဲ့ဘလို့ဖြုတ်သိမ်းမဲ့ဘာညာနဲ့လက်နဲ့ဆိုတာသူတို့အတွက်လုံချိုရေးအာမခံချက် security guarantee ပဲဘယ်သူမှမဖြုတ်ပေးနိုင်ဘူး လက်နဲ့ချပြီးလက်နဲ့အပ်ဆိုတဲ့စကားဟာမင်းတို့ရဲ့အသက်ငါတို့ရဲ့လက်ထက်ထည့်လိုက်တာလို့ပြောတာနဲ့တူတူပဲအခုနောက်ပိုင်းဖြစ်လာတဲ့ပေါ်ပေါက်လာတဲ့အဖွဲတွေအင်အားစုတွေအားလုံးဒီသဘောနဲ့တူတယ်တိုင်းသားတွေပို့ဆိုးရောတိုင်းသားတွေကခိုင်မာနေတာဒီတော့အနာဂတ်ဖက်ဒရယ်တက်မတော်တက်ပေါင်းစုနိုင်ငံလုံးဆိုင်ရာတက်ပေါင်းစုဆိုတာတွေကသူတို့နဲ့ကျွန်တော်တို့ကြားကယုံကြည်မှုကိုအရင်တိဆောက်ရမှာမဟုတ်ဘူးလား ်ဦးပေါင်းပြီးလှုံ့ဆော်တာတို့လက်နက်ကိုအရင်တောင်းတာတို့ဒီဒီအာကန်တော့အဲ့ဒါတွေကညီလာခံတစ်ခုနဲ့ပြီးသွားတဲ့ကိစ္စလည်းမဟုတ်ဘူးပြောရမယ်ဆိုရင်မျိုးဆက်တစ်ခုလောက်သောကိုပဲအချိန်ယူပြီးလှုပ်ရမယ်လုပ်ငန်းစဉ်တစ်ခုဘာဖြစ်လို့လဲလွတ်လပ်ကူကူယုံကြည်မှုမရနိုင်လို့ပြီးတော့အချောက်ချောက်အာနာဆိုတာအဲ့တလုံးကိုပိုင်ဆိုင်ခွင့်ပေးတာရတာတွေဆိုတာထက်အတူတကတာဝန်ယူမှု share responsibility ကိုအခြေခံတာဖြစ်ရမှာ အဲ့တဲ့အဲ့ကိုအတူပိုင်းဆိုင်တဲ့ဆိုတော့အခန်းတိုင်းအခန်းတိုင်းကိုတော့တချောင်းတန်းနဲ့ဖွင့်ပိတ်လုပ်ရမယ်ဆိုတော့မဟုတ်ဘူးသူတော့သူကြိုင်တော့မှာပဲပြောမှာပေါ့အဲ့ခါကျရင်တော့ဘ ਹੁ ဆိုရအားနဲ့သွားမှာပေါ့ဒါကတော့ဘ ਹੁ ဘက်ကလူတဲ့အမြင်ပေါ့ဗျာထောက်ပြလို့ရနိုင်ပါတယ်အဲ့တော့အားနဲ့တော့မဟုတ်ဘူးတစ်ဖက်ကပြန်ကြည့်ရင် flexible ဆိုတဲ့တောင်းလွယ်ပြင်လွယ်ရှိတာလို့ပြောလို့ရတယ်မာကျောတောက်တင်းတဲ့အရာကကျိုးလွယ်တယ်ဆိုတဲ့သဘောနဲ့ပြောလို့လည်းရတယ် ခေတ်သိမ်းနိုင်ငံတစ်ခုရဲ့အခြေအနေဟာသူ့ရဲ့ပြောင်းလဲပြင်လဲဖြစ်မှုအပေါ်မှာပဲမူတည်တဲ့အခြေအနေလဲတွေးရတာပဲအခင်ချင်းတွေအများကြီးအပြောင်းလဲတအားမြင့်တယ်မိခွန်းနံပါတ်3ကတော့မြန်မာပြည်ဟာကဘာအင်အားကြီးတွေရဲ့ကစားကွင်းတစ်ခုဖြစ်နေပြီလားတိုင်းရင်းသားဖက် AA တို့ဖက်ကြည့်လဲရသလိုအနောက်နိုင်ငံတွေရဲ့ proxy အားပြိုင်မှုတရုတ်ရဲ့အကျိုးစီးပွားပါဝင်မှုအိန္ဒိယရဲ့တွန်းကန်မှု proxy war ဆိုးရိုက်တဲ့အခြေအနေကျွန်တော်တို့ခင်ဗျားတို့ကအဲ့ဒါကိုမြန်မာနိုင်ငံကိုပေါ့ဗျာသူများကစားတဲ့စစ်သူရဲ့ခုတ်ပေါ်ကအယုတ်တယုတ်လို့သဘောထားပြီးလိုက်တွေးလိုက်ပြောလိုက်လုံနေတယ်လို့ဖြစ်နေမလားလို့လက်တွေ့ကြကြခွဲခြမ်းစိတ်ဖြတ်ကြည့်ပါသူတို့ကဘာလို့ချင်းတာလဲပြယုတ်ကသူ့ရဲ့ CMEC စီမံကိန်းတွေအတွက်မဖြစ်မနေတည်ငြိမ်မှုကိုလိုချင်တယ်ဗျမ်းပတာဖြစ်နေတဲ့အခြေအနေသူမလိုချင်ဘူးတည်ငြိမ်တဲ့နေရာမှာဘာသူမဆိုအင်ပြေတယ်အမေရိကန်တို့ဘာတို့ကတရုတ်ဩဇာကိုတံပြန်ထိ ंछ ုပ်ချင်းတယ် ။ဒါပေမဲ့ဓာတ်ရိုက်ပါဝင်မလားဆိုမပါဝင်ဘူး။ဓာတ်ရိုက်စစ်ပွဲတည်းပါဝင်ဖို့ဆိုတာပိုတာမှဝေးတယ်။အခုလိုအားပြိုင်မှုတာမှဝန်လေးတဲ့အခြေအနေ။အိန္ဒိယကရောသူ့ရဲ့ကလတန်စီမံကိန်းနောက်အရှိမအရှိမဝါဒအဲ့ဒီအရှိမပြည်နယ်တွေရဲ့လုံခြုံရေးကိုစိတ်ပူတယ်။ဘယ်သူမှမြန်မာပြည်ကိုဒုတိယစီးရီးယားဖြစ်စေချင်မှာတော့မဟုတ်ဘူး။အဲ့လိုအခြေအနေကအာဏာချဲလို့ပြောလို့မရဘူးမဟုတ်ဘူး။သူတို့အကျိုးစီးပွားနဲ့သူတို့လှုပ်တာကျွန်တော်တို့ဘက်ကအခွင့်ရေးလို့လည်းကြီးလို့ရပါတယ် တော်လိုင်းအင်အားစုတွေရဲ့အဓိကတာဝန်ဟာဘက်တဖက်ကိုအတင်းရွေးတာမျိုးမဟုတ်ပါဘူးသူတို့အလုံးရဲ့စီးပွားရေးအကျိုးစီးပွားအတွက်ကိုဟာမရှိမဖြစ်လို့အပ်တဲ့အမခန်နိုင်တဲ့စိတ်ချရတဲ့ပါတနာ reliable partner အဖြစ်အကြောင်းကိုတက်သိပြဖို့လိုတာအဥပမာဆို AA တို့ကြည့်ပါအဲ့လိုလောက်တာကျွန်တော်တို့ကိုသူတို့လိုအပ်လေလေကျွန်တော်တို့ရဲ့ဩဇာကပို့ပြီးတော့ကြီးမားလေးပဲ သူများရဲ့စစ်သူရင်ခုတ်ပေါ်ကအယုတ်အဖြစ် like ကစား like တွေးခေါ်ပြီးတော့အနေဖို့မလို့အပ်ပါဘူးစစ်သူရင်ခုတ်အောက်ကနေခုတ်ကိုမပြီးတော့ဆွဲလန့်ပြေးလို့လည်းရသလိုခုတ်ကိုဒီဘက်မှာထားခုတ်ပြင်ဆင်တဲ့လူတွေလှုပ်လို့ရပါတယ်အင်အားကြီးနိုင်ငံတွေကကလေကကြစ်ကြတတ်တဲ့ဆိုတဲ့သဘောမျိုးလာလိမ့်မယ်ပေါ့ဗျာတွေးစရာဖြစ်တယ်မန်းနဲ့ဒါပေမဲ့သူတို့ရဲ့ကလေကြားမှုဆိုတာကသူတို့အကျိုးစီးပွားအတွက်အခြေခံတော်မို့ကြိုတင်ခံမှန်းလို့ရတယ်သူများအကျိုးစီးပွားပြည့်လို့ပြည့်စည်အတွက် ညံကုတ်ထုတ်ပြီးတော့လိုက်ယုံမနေတာမျိုးမဟုတ်ဘူးသူတို့အကျိုးစီးပွားရလိုမှုအတွက်ကလေးကြစ်ကြတဲ့အကွက်သူတို့အကျိုးစီးပွားကိုနားလည်ရင်သူတို့ရဲ့ကစားကွက်ထက်ကနေကိုလန်းကိုဖောက်လို့ရပါတယ်ကိုရဲ့အာတာချက်အကျိုးစီးပွားကိုရှာဖွေပြီးဖန်တီးလို့ရတယ်မိခွန်းနံပါတ်၄ကလက်ရှိမြို့တော်တွေစစ်ကောင်စီထိချုပ်ထားတယ်မြို့ကြီးတွေစီးပွားရေးသူဦးရေများတဲ့မြို့ပြတွေကိုထိချုပ်ထားတယ်ကျွန်တော်တို့ကကြတော့ကျေးလက်တွေကစီးပွားရေးနဲ့လက်မြေထိချုပ်ထားတယ် ဘယ်သူအရင်ပြုတ်မလဲကျွန်တော်တို့ခင်ဗျားတို့ကနိုင်ငံတကာနိုင်ငံရဲ့နာမည်နဲ့စီးပွားရေးအင်အားကိုအစိုးရထိ ंछ ုပ်ထားတဲ့တရားဝင်စီးပွားရေး format economy ပေါ်မှာတိုင်းတာနေတာအဲ့ဒါကမှန်ရဲ့လားဝတ်သဖို့ဘယ်သူပိုကြီးမလဲစစ်ကောက်စီကနိုင်ငံရဲ့အဓိကမြို့ကြီးတွေကိုထိ ंछ ုပ်ထားတဲ့ဆိုတာကပို့ပြီးတော့ဝန်ထုတ်ဝန်ပုံများပါတယ်လူဦးရေများတယ်စီးပွားရေးရင်းနှီးမြှုပ်နှံမှုတွေများတယ်စီးပွားအင်အားများတယ်ပြီးတော့သူတို့မှာကဘာဖြစ်လာလဲကျုံလာတာကအခွန်ငွေ နိုင်ငံခြားငွေရရှိမှုတိုင်းသားဒေသတွေတိုင်းသားထိတ်ချုပ်တာလို့ပြော့ပြိုလဲနေတဲ့နိုင်ငံပိုင်လုပ်ငန်းတွေနဲ့ဝန်ထမ်းသားစားတွေစီရင်ရန်တရားတွေအခြေခံအဆောက်အအုံတွေကိုထိတ်သိမ့်ဖို့တာဝန်ယူထားရတဲ့လူတွေဖြစ်တဲ့စစ်ကောင်စီကဒီတော့ဘယ်လိုလုပ်လဲစီပွားရေးအသက်ဆက်ဖို့ငွေစက်ကူတွေရိုက်ပြီးအသက်ဆက်နေရတဲ့လေထဲကဆောက်တဲ့တိုက်အိတ်လို့သူတို့ကဖြစ်နေတာဒီအတွက်သူတို့ရှင်တန်နိုင်စွမ်းအဓိကဖြစ်တယ်တော်လိုင်းနေမိတွေမှာကြတော့စီပွားရေးစနစ်တွေကအမတူကွဲပြားပြီးတော့ရှုပ်ထွေးနိုင်တယ် လူတွေသားနဲ့သူတရားစားသားနဲ့ပင်လက်ထွက်ပေါက်အဲ့လိုမျိုးတွေရှိတယ်။ဒါပေမဲ့အဲ့လိုမျိုးရှုပ်ထွေးနိုင်ပေမဲ့အလွန်ကိုပဲအလိုက်တဲ့ပြောင်းလဲနိုင်စွမ်းလည်းရှိတယ်။ဘာဖြစ်လို့လဲသူတို့ကနေဇက်ကုတ်သွဲရေးတရားစားသားနဲ့ပြည်သူထောက်ပံ့မှုတော်လိုက်ကာလာမှာဆိုရင်တော့အဲ့ဒါတွေကိုမိခိုးတယ်ပေါ့။သူတို့ကနိုင်ငံတနိုင်ငံလုံးရဲ့ဝန်ထုပ်ဝန်ပိုးမရှိဘူး။ state တစ်ခုရဲ့တာဝန်ယူထားတာမဟုတ်ဘူး။စက်ကောက်စီက state တာဝန်ယူထားတာ။ ဒါဟာ အချိုးမညီတဲ့ asymmetric economic warfare ပဲအချိုးမညီတဲ့စီးပွားရေးစစ်ပွဲတစ်ခုပဲတာဝန်ယူတဲ့လူကတာဝန်ကြီးတယ်များများယူထားတဲ့အတွက်ကြောင့်စစ်ကောက်စီက official showroom ကြီးကို reset military နေအောင်ထုံးပြီးတော့ဟန်ပြနေရတဲ့အချိန်မှာတော်လိုင်းအင်အားစုတွေကနောက်ဖေးလမ်းကြားထဲမှာအရင်မြေပေါ်ပေါ်လောလောနဲ့တကယ်ဈေးကွက်ကိုဖန်တီးနေလို့လည်းရပါသေးတယ်။လက်ရှိပန်းတိုင်းကဒေဝါလီ ခံသွားအောင်လုပ်ဖို့ စီးပွားရေးကိုပြန်လည်ပေါင်းစည်းရတဲ့ဒုက္ခကအဓိကပြဿနာစစ်အာဏာရှင်စစ်တပ်မရှိမှလုပ်လို့ရတဲ့အောင်ပွဲဖြစ်တယ်။ဒီတော့နိုင်ငံရေးအောင်ပွဲရပြီးမှဖြည့်ရှင်းရမယ့်ကိစ္စဖြစ်တယ်။ရှူတောက်ပြောင်းပြီးစဉ်းစားတုံ့တက်တာမျိုးလိုအပ်တယ်ဆိုတာကိုပြောချင်တာ။စဉ်းစားကြည့်ဖို့လိုအပ်တယ်လို့လည်းယူဆတယ်။ညီညွတ်ရေးဆိုတာဝမ်ကွန်မန်းဆွတ်ချနဲ့တပ်ပေါင်းစုဘဟု top down အရာတွေမျိုးမဟုတ်ဘဲနဲ့ရီမန်းချက်တူညီညွတ်ချင်းဖြစ်တယ်။လက်ရှိမှာပုံရံသူဆိုတဲ့ရီမန်းချက်နဲ့တွားတာ။ အချောက်ချဆိုတာကလည်းပိုင်ဆိုင်ခွင့်မဟုတ်ပါဘူး။တာဝန်ကို ခွဲဝေယူခြင်းဖြစ်ပါတယ်။ဘေးကျန်းနှက်ကျဆိုတာကအားနှက်ချက်မဟုတ်ပါဘူး။ပြည်ပနိုင်ငံတွေလွှမ်းမိုးမှုဟာလည်းအဲ့ဒါပေါ်မှာကင်ပြီးတော့ကိုယ်ဩဇာကိုလည်းတိဆောက်ခွင့်ဆိုတာကိုလည်းစဉ်းစားဖို့လိုတယ်ဆိုတာကိုတင်ပြချင်တာ။စီးပွားရေးဆိုတာကထိတ်ချုပ်နိုင်မှုမဟုတ်ဘူး။ရှင်သန်နိုင်စွမ်းကပိုခက်တာ။ နောက်တစ်ခါနောက်တစ်ခါဒီမှာတည်င်းတစ်ပုတ်ပြောဆိုမှုတစ်ခုကြားတိုင်းကြားတိုင်းမှာကျွန်တော်တို့အရင်ပြန်ပြီးတော့မိကွန်ထောက်ကြည့်ပါဒီဇယ်လန်းကနေဒီတည်င်းကနေဘယ်သူအကျိုးအမြတ်ရသလဲဒီမိကွန်တစ်ခုတည်းကမြူတွေကြားထဲမှာအမှန်တရားကိုမြင်အောင်ခင်ဗျားတို့ကိုပြနိုင်တယ်အနာကအတွက်ကျွန်တော်တည်တလားအကြံပြုရရင်တော့အောင်ပွဲဆိုတာကစောင်းနေတာမျိုးမဟုတ်ပါဘူးအောင်ပွဲကိုစောင်းနေလို့မရပါဘူးအောင်ပွဲကိုကိုယ့်နဲ့မြင်မှာအခုကတည်းက ဖန်တီးဖို့ကောက်စီကိုတိုက်နေရင်နဲ့တပြိုင်နက်ထက်မှပဲကိုလွန်မြောက်နဲ့မြီမှာမီနီစတိတ်တစ်ခုကိုဖန်တီးဖို့လိုပါတယ်စက်ကောက်စီကိုတိုက်နေရင်နဲ့တပြိုင်နက်ထက်မှပဲကိုလွန်မြောက်တဲ့နယ်မြေတွေမှာကိုထိတ်ချုပ်ပြီးဆိုတဲ့အာမခန့်နိုင်တဲ့နယ်မြေတွေမှာမီနီစတိတ်တစ်ခုဘလို့တိဆောက်မလဲဆိုတဲ့အုတ်ချုပ်ရေးစီးပွားရေးတရားစီရင်ရေးစားတဲ့စားတဲ့ဝန်ဆောင်မှုစမ်းသပ်မှုတွေကိုအခုကတည်းကအမားခံပြီးတော့ဆောက်လုပ်ဖို့လိုပါတယ် ပြင်းညက်တဲ့အောင်မြင်မှုရပြီးမှလောက်ရင်အမားခံဖို့အတွက်အချိန်မရပါဘူးအနာဂတ်ဖက်ဒရယ်နိုင်ငံကိုညှော်လင့်တဲ့ဆိုရင်အဲ့ဒီပုံစံငယ်လေးတွေကိုလက်တွေ့တိဆောက်ပြဖို့လိုပါတယ်လက်တွေ့တိဆောက်ပြခြင်းဟာစိတ်ရည်ရတိုက်ခိုက်ခြင်းထက်တော့မှမလျော့တဲ့အတော်လေးတစ်ခုနဲ့တူတူပါပဲလေချောင်းပုံကျဲမှုရှိတယ်စစ်ကောက်စီမပြုတ်သေးပဲလှုပ်လို့ရလားဒါလေးကိုသေချာစဉ်းစားကြည့်ပါမိကုန်းလေးကွန်မန်းမှာရေးခဲ့ပါကျွန်တော်ထပ်ပြီးဆွေးနွေးနိုင်ပါလား ဒါလက်ရှိအရှိတရာဒီတော့ပြည်သူကိုမျောလင့်ချက်ပေးဖို့လိုတဲ့ပြည်သူယုံကြည်မှုအားကိုးမှုဖောက်ခံမှုရလာမယ်နိုင်ငံတကာကိုကိုယ်အီချင်းတက်သက်ပြဖို့လိုတဲ့အတိမတ်ပြုမှုတရားဝင်မှုရလာမယ်ဒါဟာတခုတည်းသော reality လက်တွေ့ကြတဲ့ထွက်ပေါက်ပဲဒီပေါ်မှာကျွန်တော်မိတ်ဆွေတွေဘယ်လိုမြင်လဲ comment မှာရေးခဲ့ပါအနိစ္စဆုံးအဖြစ်ကိုရှူတော့ပြောင်းပြီးစဉ်းစားတာမျိုးနဲ့တူပါတယ်ကျေးဇူးတင်ပါတယ်